ယေရှုခရစ်တော်ကတင့်ရဲ့အတိတ်ကိုပဲဖြည့်ရှင်းပေးတယ်ဖခင်လို့တင့်ယုံရင်တင့်မှားသွားပြီဘာလို့လဲတင့်မမွေးခင်ကတည်းကတင့်အပြစ်ကြွေးအားလုံးဆက်ပေးပြီးသားယေရှုကအာမင်နှစ်2000တော့တင့်မွေးမွေးမွေးပြီလားတင်းအတက်ကနှစ်2000ရှိပြီလား Okay တင်းမမွေးခင်ကတည်းကတင်းအပြစ်ကိုဖြည့်ရှင်းပြီသားဆိုတော့မမွေးခင်ကတင်းအပြစ်ကိုဖြည့်ရှင်းတဲ့ယေရှုကိုတင်းယုံကြည်လက်ခံလိုက်တာနဲ့တင်းကဘာလွတ်တာလဲအတိတ်ပြစ်ဆုတ်ပန်း အနာဂတ်ရှိတဲ့ဟာတွေအားလုံးယေရှုအကုန်စေးကြောတာအကုန်စေးကြောတာအဲ့ဒါမယုံရင်ခံမတတ်နိုင်ဘူးရှင်းရှင်းလေးပဲဒါဆိုဆရာကျွန်တော်လှုပ်ရှင်တော့လှုပ်လို့ရပြီလို့ပြောမိကွန်းလာပြီမိကွန်းလာပြီဒါဆိုရှင်းပြမယ်အေဝံဂေလိတရားကိုတကယ်ကြားပြီးတော့မှအဖတ်၁၃ခန်းလေးသွားရအောင်ဒီနေ့ခရိယန်တွေဖြစ်နေပြဿနာအဲ့ဒီမေးခွန်းမေးတဲ့ခရိယန်တွေကျွန်တော်ပြန်မေးမယ်အဲ့ဒါသဘောမပေါက်တဲ့ခရိယန်အဲ့ဒါဘာသာရေးခရိယန်တွေအတိတ်ပြစ်ဆိုပါအနာဂတ်ဖြစ်ကြွေးအလုံးစပ်ပေးပြီးဆိုတာ ဆိုရင်ဆရာကျွန်တော်လှုပ်ချင်တိုင်းလှုပ်လို့ရပြီလားလို့ပြောတဲ့အဖွဲတွေကကဲတင်ချင်းကိုကောင်းကောင်းနားမလဲတဲ့အဖွဲတွေမိတာယေရှုခရစ်တော်တင့်အပြစ်ကြွေးကိုဆက်ပေးတာဘယ်အပြစ်ကိုဆက်တာလဲအတိတ်ပြစ်ဆုံးပံအနာကရေရေပြောရတယ်ကျွန်တော်အတိတ်ပြစ်ဆုံးပံအနာကအပြစ်အကုန်ဆက်တာအကုန်ဆက်တာ ယေရှုခရစ်တော်ကသင်အပြစ်ကြွေးအလုံးကိုဆက်ပေးပြီးပြီလို့သင်ယုံကြည်တယ်ဆိုရင်မကြည့်သင်တို့ဒီကယ်တင်တော်မူခြင်းအကြောင်းနဲ့ရှင်သောအေဝံဂေလိတရားဒီဟူသောဘာဖြစ်လဲတမန်တရားဘာဖြစ်လဲကြားနာ၍ကြားနာ၍ထိုထိုခရစ်တော်ကိုယုံကြည်ပြီးမှယုံကြည်ပြီးမှအကေယေရှုဘာယေရှုဘာကြားမှယုံတာလဲ ။ဘာကြားလို့ယုံတာလဲ။မှတ်ထားနမိတ်လက္ခဏာကြောင့်ယုံနေဆိုရင်မှားသေးတယ်။နမိတ်လက္ခဏာကြောင့်ယေရှုကိုယုံရင်သင်ကယ်တင်ရှင်ကိုပြန်သင်ပေးရမယ်တို့တွေ။ဆရာပြမယ်။ဆရာပြမယ်။ယောဟန်ခန်ကြီးကိုဒီခေတ်ဒီကာလနားမလည်လို့ရှုပ်ထွေးနေဖွဲ့တယ်အများကြီး။ Okay ။နမိတ်လက္ခဏာမရှိတာမို့နမိတ်လက္ခဏာဆိုရှိတယ်။ Okay ဆရာတို့ပွဲမှာလည်းနမိတ်လက္ခဏာအများကြီးဖြစ်တယ်။ဒါပေမဲ့နမိတ်လက္ခဏာကြောင့်ယေရှုယုံနေဆိုရင်အဲ့ဒါက စိတ်မချဘူးအဲ့အဖွဲစိတ်မချတဲ့အဖွဲလို့ခေါ်တယ်အဲ့ဒါတေးတေးချာချာတမတယောက်ပြန်မတွန်းတင်ပေးနိုင်ရင်အဲ့ဒါရှုပ်ထွေးသွားနိုင်တယ်ပြောပြမယ်အမိဝန်းတွဲကပင်နဲ့မျက်စိကန်းတဲ့သူတယောက်တဲ့အခုနယောဟန်ခန်ကြီးကိုးမှာနော်အမိဝန်းနဲ့မျက်စိကန်းတဲ့လူတယောက်ဘသူပြည့်ကြောင်ဖြစ်တာလဲသူ့အဖေကြောင်လားသူ့ပြည့်ကြောင်လားလို့ပြောတဲ့ခါမှာနော်ဘသူပြည့်ကြောင်မှာမဟုတ်တယ်ဘုရားခင်ဘုံတော်ထင်ရှားစေဖို့ဖြစ်တယ်လို့ပြောလိုက်ပြီးယေရှုကအပြိတော့မှဘာပြောလဲဆိုတော့တိုးနဲ့လိုရင်းပဲပြောမယ်ဗျာသူ့ရဲ့မျက်စိကိုပြန်မတော့မှဖရားဘာလုပ်ပေးလိုက်လဲအဲအငယ်ခွနစ်ကိုသွား အငယ်ခုနှစ်ကိုသွားတင်သွားလောရှီလောင်ရေကန်၌မျက်စိကိုစေးလောမိန်တော်မူတဲ့ရှီလောင်နတ်ကစေလွတ်သည်ဟုဆိုလိုသည်တိထုတ်သူသွားရေးစေးပြီးမှမျက်စိမြင်ပြန်တယ်ဟုတ်ပြီတစ်ချက်လေးရှင်းအောင်ဆရာဖတ်ပြခြင်းတယ်ဖခင်ကမယုံကြည်သူတွေကိုနမိတ်လက္ခဏာပေးပါတယ်ဟုတ်ပြီနော် နမိတ်လက္ခဏာပေးပါတယ်ယုံကြည်သူကြတော့နမိတ်လက္ခဏာဖြစ်နေတာဖြစ်ရမယ်နမိတ်လက္ခဏာထိုင်မြှော်နေရတာယုံကြည်သူမဟုတ်ဘူး ဖရားရဲ့ဂတိတော်ဆွဲလာမလားအသက်ရှင်နေတဲ့သူကနေရစင်တယ်မှာနမိတ်လက္ခဏာဖြစ်နေတာဒါဒါတဆင့်တိုးပြီးတော့နောက်မှကျွန်တော်ရှင်းပြချင်းအာဆက်သွားရအောင်19 sorry okay သွားဆက်ကိုသူဒီတောင်းစားဖြစ်ဒီကိုအိမ်နီးချင်းမှာစိုက်မြင်မှုတော့သူတော့အေးသူဒီထိုင်ရေးတောင်းတော့သူမဟုတ်လို့ဆိုကြတယ်လူချို့ကဟုတ်ကဲ့ဟုဆိုတယ်အချို့ကလည်းထိုသူနဲ့တူသည်ဟုဆိုတယ်ထိုသူကလည်းထိုသူကလည်းဘာဖြစ်လဲကျွန်တော်ဒီထိုသူပင်ဖြစ်သည်ဟုကျွန်တော်ထိုသူပင်ဖြစ်တယ်လို့ပြောတယ်တဆယ်ဟုသွား ူတို့ကလည်းအဘဲတို့တိမ်မျက်စိပွင့်တနည်းဟုဘာဖြစ်လဲမေးမြန်းကြလင်ဆက်သွားထိုသူကယေရှုအမိရှိသောလူတစ်ယောက်သည်ရှင်လို့၍အကျွန်ုပ်မျက်စိကိုလူပြီးမှရှီလောင်ရေကန်သို့တွား၍မျက်စိကိုဆေးလောဟုဆိုသည့်အတိုင်းအကျွန်ုပ်တွား၍ဆေးလင် မျက်စိမြင်သည်ဟုဆို၏ဟုတ်ပြီ Okay အခုနပြန်သွားဆက်တဲ့မှာဘာပြောလဲယေရှုအမိရှိသောသူတစ်ယောက်ဒါနဲ့ तू ကယေရှုကြောင့်လိုက်သက်တည်ခံခံတော့တာပေါ့ဗျာ ယေရှုဆိုတဲ့သူတယောက်ကကျွန်တော်မျက်စိကိုဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တယ်သူသက်တည်ခံတယ်အဲ့ဒါနဲ့သက်တည်ခံတော့ဘယ်လောက်ထိသက်သက်တည်ခံပလိုက်လဲဆိုတော့ तू ကဖျားခင်ဆင်လွတ်တဲ့ဆိုတော့ကျင်းတည်တယ်ဆိုတော့33မှာ तू သက်တည်ခံပြီကိုကို33တော့ဒီလူနော်တို့သူဒီဘုရားသခင်စေလွတ်တော်မူတော့သူမဟုတ်လင်အပင်အမှုကိုများမတတ်နိုင်ဟုပြောဆိုတယ်သူကပြောဆိုတာဘသူတွေပြောနိုင်တယ်လားအဲ့ဒီမှာရှိတဲ့ကျန်တာပုံကိုယ်တွေဖာရီရှဲတွေသူကပြန်ပြောပြနေတာအဲ့ဒါနဲ့ 34မှာသူသူတို့ကလည်းသူသူတို့ကလည်းဆိုတာကဘသူတွေလဲဆိုတော့အဲ့ဒီကျန်တပ်ပုဂ္ဂိုလ်တွေတင်းဒီမွေးစားကပင်တကိုယ်လုံးနဲ့ဒုစရအပြစ်ဆွဲတော်သူဖြစ်လျက်နဲ့ငါတို့ကိုစုံမပါတီတကားဟုပြောဆိုကြပြီလင်ထိုးသူကိုတရားစရမှာနှင်ထုတ်လိုက်တယ်တဲ့တရားစရကနေဘာလုပ်လိုက်လဲနှင်ထုတ်လိုက်တယ်တဲ့35ကိုသွားနှင်ထုတ်သည့်အကြောင်းကိုယေရှုသည်ကြားပြီးမှထိုးသူကို တွေးတော်မူထိုးသူကိုတွေးတော်မူလင်း ဘသူတွေ့ပြီလဲမျက်စိကန်တဲ့သူမျက်စိကန်တဲ့သူကိုတွေ့တဲ့အခါမှာတင်းဒီဖျားတခင်ဤသားတော်ကိုယုံကြည်တယ်လို့ဟုမေးတယ်တဲ့အမှမှာအင်္ဂလိပ်စပြီအာမင်အာမင်အခုနသူသူကနမိတ်လက္ခဏာဖြစ်လားသူတတ်တဲ့ခန်းနေလားဖះเจ้าနေမှာတရားဆက်ဆိုဖះเจ้าမှာတတ်တဲ့ခန်းနေလားဒါပေမဲ့ယေရှုက तू ကခန္ဓာကိုယ် ကျမ်းမာခြင်းရတော့တယ်နမိတ်လက္ခဏာဖြစ်တယ်ဒါပေမဲ့ तू ကကယ်တင်ခြင်းမရသေးဘူးဆိုတော့ယေရှုကနမိတ်လက္ခဏာနဲ့ကယ်တင်ခြင်းမတူဘူးဆိုတော့လာရှင်းပြပြီခုနင်ထုတ်သည့်အကြောင်းကိုယေရှုသည်ကြားပြီးမှထိုးသူကိုတွေ့တော်မူလေတင်းသည့်ဖျားသခင်သားတော်ကိုယုံတယ်လို့ဟုမေးတော်မူတယ်ဟုတ်တယ်ယေရှုကြောင့်မျက်စိမြင်သွားတာဖြစ်ပေမဲ့ तू ကယ်တင်ခြင်းသဘောမပေါက်သေးဘူးကယ်တင်ခြင်းတော့ပါလေဖျားခင်ဆေလွတ်တော်မူသောသူကိုယုံကြည်ခြင်း ကဲဒီစပါလဲလိုက်ဆိုထိုးသူကိုလက်ခံသမျှတော်သူတည်းဟုသောကိုတော်ကိုယုံကြည်တော်သူတို့အားဖရာသခင်ဤသားဖြစ်ရသောခွင့်ကို ပေးတော်မူ၏ဆိုဖရာကသားဖြစ်ရသော အခွင့်ကို ပေးလိုက်တယ်ဘု து ယုံလို့လဲယေရှုခရစ်တော်ဒါဆိုရင်ဒီမှာလာပြီး ယေရှုသည်ကြားရင်မှထိုသူကိုတွေ့တော်မူလေသင်သင်သည်ဖျားခင်သားတော်ကိုယုံကြည်တယ်လို့ဟုမေးတယ်။လိုက်ဆိုရအောင်ဖျားခင်ဤသားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်။ဒါကြောင့်ယေရှုခရစ်တော်ကအခုနသူတိထားပါလေယေရှုဆိုယေရှုအမည်ရှိတဲ့သူတယောက်ကသူ့ကိုဘာလုပ်ပေးလိုက်လဲ။မျက်စိမြင်စေတယ်။အခုအေဝံဂေလိတရားဟောပွဲကြီးမှာသင်ကနေပြီးတော့မှာ ဆရာဒေးဗစ်လာကယေရှုအကြောင်းပြောတယ်ပြောတဲ့အခါမှာအေဝံဂေလိကိုတည်တည်ချာချာပြောဖို့ရည်ကြီးတယ်အနာယောကငိမ့်ဖို့ပဲလာတာမဖြစ်စေပဲနဲ့ကေတင်ရှင်ကိုကောင်းကောင်းသဘောပေါက်သွားဖို့ရည်ကြီးတယ်ရှင်လေးပဲဖျားသားတော်ကိုယုံကြည်တော်သူပေါင်းပျက်စီးခြင်းတို့ဖျားသားတော်ဆိုတာဘာတူလဲယေရှုခရစ်တော်ယေရှုခရစ်တော်ဘာလို့ပေးခဲ့တာလဲ အပြစ်အခအားလုံးကိုသူကအကုန်ဆေးကြောပေးခဲ့တာဘသူအပြစ်တွေလဲတလောကလုံးကအပြစ်တွေအားလုံးအကုန်ဆေးကြောပေးခဲ့တာအဲ့တော့ငါတွက်လို့ယုံကြည်တဲ့သူဟာပါလဲသာရတ်တက်ကိုရတယ်ဖျားခင်တားတော့ကိုယုံကြည်တော့သူပေါင်းလို့ဒီပျက်စီးခြင်းတော့မရောက်သာရတ်တက်ကိုရစေခြင်းကဖျားခင်ဒီမိမိနိုင်တပါးတိတော့တားတော့ဆွတော်မှုတိတောင်းလောကီသားကိုချစ်တော်မူတယ်ဆိုတော့ဖျားသခင်ရဲ့တားတော် ဖြစ်တဲ့ယေရှုယုံတယ်လို့ ဒီမျက်စိမြင်သွားတဲ့လူကိုယေရှုကပြန်လာမေးတယ်ဒါနဲ့သူပြန်ဖြေတယ်ဓမ္မကြီးဘလောက်အောင်ကြောက်အောင်လဲဓမ္မကြီးနော်တတ်သိခံနေပြီတာတော့ဒီမျက်မြင်သွားတဲ့ဖွယ်တတ်သိခံနေပြီတာဓမ္မပြန်ဖြေတာကြည့်တခင်အကျွန်ုပ်ယုံကြည်ရမိကြောင်ဖယားသားတော်ကအဘယ်သူနည်းတဲ့နမိတ်လက္ခဏာသာဖြစ်သွားတာတတ်သိတာခံနေတာဒါပေမဲ့ तू ဘု து မယုံသေးဘူးလေဖယားသားတော်မယုံသေးဘူးဒါနဲ့ယေရှုမေးတဲ့မေးခွန်းကပါလဲဒါဒါဒါကက်တင်ချင်းကိုရှင်းဖို့ရေးကြည့်တယ် ဒီနေ့ခရိယံတော်တော်များများကမိဘခရိယံဖြစ်လို့ကိုခရိယံဖြစ်လာပြီးတော့မှယေရှုတော်ယုံနေဒါပေမဲ့ဖျားခင်ဆေလွတ်တဲ့သူငါအတွက်အပြစ်ကြွေးကိုဆက်စီခဲ့တဲ့ယေရှုကိုသင်မယုံမချင်းသင်သဘောမပေါက်နိုင်ဘူးအဲ့ဒီကိစ္စတဲ့ကျွန်တော်ပြစ်ကြွေးအလုံးဆက်ပေးခဲ့တဲ့သခင်ယေရှုကျွန်တော်ဝတ်ကြွေးဝတ်နာတဲ့အလုံးကိုရှင်းပေးခဲ့တဲ့သခင်ယေရှုကျွန်တော်ရဲ့ထာဝရအသက်ရဖို့လုပ်ပေးခဲ့တဲ့သခင်ယေရှုယေရှုကြောင့်ကျွန်တော်ကအပြစ်ကနေတကယ်လွတ်မြောက်သွားတာ ယေရှုခရစ်တော်အပြစ်ကျွန်တော်အပြစ်သားဘဝနဲ့လွတ်မြောက်သွားတာ ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ကအပြစ်သားနဲ့လွတ်မြောက်ယုံနာမကောင်နေရစင်တိုင်းမှာယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့သာသမီအယောက်စီတိုင်းတို့ဝိညာဉ်တော်ကိုဖျားပေးထားတယ်။အဲ့ဒီဝိညာဉ်တော်နဲ့တိုက်မိမလို့သွားတတ်တဲ့လူကဒူးဆိုင်အပြစ်ထဲမှာကျူးလွန်နေတာမရှိတော့ဘူး။မမားဘူးတာမရှိဘူး။မားတော့တာရှိလိမ့်မယ်။ဒါပေမဲ့သူပြန်ထလိမ့်မယ်။ဝိညာဉ်တော်ကသူ့ကိုဆွဲထုတ်လိမ့်မယ်။လူဖြစ်တော့ကြောင့်မားတတ်တယ်။ဒါပေမဲ့အဲ့ဒီမားတဲ့ထဲမှာပျော်နေတဲ့အတ္တတာမဟုတ်တော့ဘူး။မားတာပြဿနာမရှိဘူး။မားတဲ့ထဲမှာပျော်နေတာပြဿနာ။ မထားကြောင်းညီကောင်မတယ်ဖယားသူ့ရဲ့သားသမီးတွေသိုးနဲ့နိုင်ထားတယ်ဝတ်နဲ့မနိုင်ဘူးဝတ်ဆိုတာကရှင်ထဲမှာပျော်တယ်သိုးကရှင်ထဲမှာမပျော်ဘူးမတော်တဆရှင်အိုင်တဲ့ကြိုင်တော့သူရုံးကံတော့ပြန်ထတယ်ရှင်ထဲမှာမပျော်တာသိုးရှင်ထဲမှာပျော်တာဝတ်ကျော်တော့သိုးဖြစ်တဲ့အတွက်ကြောင့်ရှင်ထဲမှာပျော်တဲ့ကောင်တွေမဟုတ်ဘူးဆိုတာချိန်သေးတယ် ဒါကြောင့်ကျွန်တော်တို့ကရှောင်းမပြောနဲ့အပြင်းထဲမှာမပြောဘူးမပြောတော့ဘာဖြစ်လဲပြန်ထပြန်ထတော့ဖះနဲ့ပြန်သွားပြန်သွားရင်ဖះလည်းလက်တော်နဲ့မဆသွားတာပါပဲပြန်တော့မှတင်ရအပြစ်နဲ့အဆုံးတက်သွားမဲ့သူမဟုတ်ဘူးဆိုတာစိတ်ချလိုက်ဆမ်းပါတင်ရဖះဘုံတော်ထေရှားမဲ့သူတယောက်ဖြစ်တယ်အရေးကြီးတာနမိတ်လက္ခဏာကြောင့်ယေရှုယုံနာဖြစ်စေနဲ့ယေရှုလောကတည်းမှာလှုပ်ဆောင်ပေးခဲ့တာငါ့အတွက်ဆိုသဘောပေါက်ပြီးယုံကြည်လက်ခံတဲ့သူကမှဖခင်သားဖြစ်ခွင့်အစ်စ်ကိုရသွားတာဖခင်နာမှာဘုန်းကြီးပါစေ အခြေခံကြီးကောင်းနေဖို့အရေးကြီးတယ်ညီကိုမောင်မတော်ငါ highway highway လမ်းမှာကားသုံးပါးလဲသွားပြီးမှယေရှုရတယ်ဒါဆိုနောက်တစ်ခါကားတိုင်မယုံတော့ဘူးလားဖြစ်အောင်ပဲအဲ့ဒီအကွက်တည်းကတော့ဘာမှမဆိုင်ဘူးယေရှုယုံနာရှင်းရှင်းလေးပဲလဝကတည်းမှာယေရှုငါပြကျွေးအလုံးဆပ်ပေးပြီဝွကျွေးဝွနာချိန်ချင်းအမင်္ဂလာအကုန်ယူသွားပေးပြီယေရှုအပြင်ငါအပြစ်သားလုံးဝမဟုတ်တော့ဘူးဖျားသားဖြစ်ပြီဆိုတော့စိတ်ချမှုတင်ရှိရင်တင်လောက ထဲမှာတင်အပြစ်သားဘဝနဲ့လွတ်မြောက်သွားပြီဖရာတာဖြစ်ကိုဖြစ်သွားပြီချိန်တည်တယ်တရားရကံတော့စိတ်ချအဲ့လိုစိတ်မချနိုင်မင်းနဲ့တင်ခရိယံဖြစ်နေဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါအဲ့လိုနားမလေသေးရင်တော့တင်ခိုင်းခဏထဲမှာရှုပ်နေဦးမှာပဲတင်ဘာသာထဲမှာရှုပ်နေဦးမှာပဲโอเคအဲ့လိုဖရာခင်တားတော့ယေရှုခရစ်တော်အသွေးတော်ဟာငါအပြစ်ရှိသမျှစေးကြောပြီးပြီလို့ယုံကြည်လိုက်ပြီဆိုတာ ਨੇ ဘာသာအဖေမေကြောင့်မဟုတ်ဘူးနော်ဘသူကြောင့်မဟုတ်နော်ထိုးအောင်သဘောထိုးအရာကိုသဘော ပေါက်လို့ယုံကြည်လက်ခံလိုက်ရင်ねအဲ့လူမာတဲ့တရှင်တော်ဝိညာဉ်တော်လာတဲ့စိတ်ခတ်တယ်တဲ့ဟာလေလုယာပါရစိတ်ခတ်တာလဲတရှင်တော်ဝိညာဉ်တော်တစိတ်လာခတ်တယ်ဟာလေလုယာ ဒီနေ့ဆယ်တန်းတော်မအောင်တဲ့ဒေးဗစ်လာဒီနေ့ကဘာနဲ့ချီပြီးတော့အလုံးလုံးနိုင်တယ်ဆိုတာကဒေးဗစ်လာကြောင့်မဟုတ်ဘူးအဲ့ဒါတန်ရှင်သောဝိညာဉ်တော်ကြောင့်ဘသူအဖြစ်ရတာလဲယေရှုအဖြစ်ရတယ်တန်ရှင်သောဝိညာဉ်တော်အာမင်ယေရှုအဖြစ်ပြောယေရှုအဖြစ်ယေရှုအဖြစ်သင်ကမတတ်နိုင်တဲ့အရာတွေကိုတတ်ဆွမ်းနိုင်တဲ့သူဖြစ်လာလိမ့်မယ် ဒါကြောင့်ရှင်ပေါလုကဘာပြောလဲဆိုတော့ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖင်ခတ်သိမ်းတော်မူတော်ကိုငါတက်ဆွမ်းနိုင်တယ်။မိမပညာမရှိနေပါစေ။သင်မပတ်စံမရှိနေပါစေ။သင်မတိုင်းဝိုင်းမရှိနေပါစေ။ယေရှုရှိပြီဆိုရင်သင်ဘဝကထူးကိုထူးခြားမယ်။သင်ဘဝကထူးကိုထူးခြားမယ်။သင်ဘဝကချောက်ချာနာနေရမယ်။သူများကြည့်ပြီးတော့အားကျတဲ့သူဖြစ်ကိုဖြစ်ရမယ်။